ဲ့မျက်ရည်တွေကြကိုကြတဲ့မျက်ရည်ကပီတိမျက်ရည်ပေါ့နော်ဖြစ်စီခြင်းနဲ့နေရာကိုရောက်ပြီးဆိုရင်အချိန်မှာအမြင်ကြီးမကောင်းဖြစ်ပါရဲ့မမွေးမတိုင်ကတည်းကမှခီမိုသွင်းရတာခီမိုသွင်းရတဲ့လူနာတယောက်ကနောက်နေ့ဆိုအရန်ခံရတယ်အမေအဲ့တော့သူကရအောင်လို့ချိမယ်ဟိုမမေနေခဲ့ပါဆိုတော့မရအောင်ငါသမီးလေးကိုငါချိမယ်ဆိုပြီးတော့အဲ့တော့လေရင်လည်းမသိချဖြစ်သူ့ကိုဂယုတဆိုင်နဲ့ခေါ်လာကြတာမမေကအရင်တော့ဆို146ပါဟိုပေါက်တရာပဲရှိတော့တယ်တသိလေးပဲကြာတော့တာမမေကလည်း စေးတံတွေလည်းရက်ခံရရတယ်။ Jesus ဘာမေးအမေးရဲ့မြင်ကြနေ။ဒါနဲ့အမေးအများကြီးသမီးတို့နဲ့ညစ်တင်ကြရင်ဒီလိုနေရာမှာပါသမီးယုံကြည်သွားတယ်။အဲ့ဒီတော့အားဖြင့်အဲ့ဒီကအခုချစ်ကောင်းသမီးဆိုပြီးတော့လူတိုင်းကလက်ခံခဲ့ကြတယ်။ရေစီတောင်းတဲ့ရောစင်တစ်ချင်းလေးနဲ့အဖေကတွဲခေါ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါပြီးတော့ ဒီဒီသားစုပြဿနာကြောင့်ဝေးကွာတဲ့အခါကျတော့အမေကပဲတယောက်တည်းအမောက်ကိုလက်ဆွဲပြီးတော့လုပ်ပေးရတာဟုတ်အဲ့တော့အမအမေဘုရားမှာလည်းပြင်းမှန်းတာလေးလည်းရမ်းရတယ်ပေါ့နော်မသူအသက်လည်းချီးပြီးသူနားပြီးဆွဲချိန်ကြတော့မှသူလည်းကင်ဆာဝေဒနာကိုခံစားရတယ်ခံစားတော့အမအမေကအရင်တော့ဆို146ပေါင်ပေါပေါင်100ပဲရှိရတယ်တသိလေးပဲကျတော့အမအမေကလည်းစေးတန်လေးလည်းရက်ခံနေရတယ်အမပွဲကိုဆိုရင်တော့အမပွဲမတိုင်ခင်တည်းကမှခီမိုသွင်းရတာ ခီပေါ်သွင်းရတဲ့လူနာတယောက်ကနောက်နေဆိုအရန်ခံရတယ်ဒါပေမဲ့အဲ့ဒါကိုသူကရအောင်လို့ချိမယ်ဟုတ်ပါမယ်နေခဲ့ပါဆိုလည်းမရအောင်ငါသမီးလေးကိုငါချိမယ်ဆိုပြီးတော့အဲ့ဒါလေရင်လည်းမသေချာဖြတ်သူ့ကိုဂယုတစိုက်နဲ့ခေါ်လာကြအာဟိုသူလည်းမျက်ရည်တွေကြသူကြတဲ့မျက်ရည်ကပီတိမျက်ရည်ပေါ့နော်ဂျေဇုပါမေအမေရဲ့မျက်ကြာနဲ့အဲ့ဒီတော့ဆိုရင်လေရောဂါမဖြစ်သေးဘူးနော်ဘာပေါ့ချစ်နေအောင်မသိသေးတာဟုတ်တယ် ။ဟုတ်တယ်မနေ့ကလေမမေရလေဟိုမမတို့ဟိုမှာတွေ့ရလေဆိုင်လန်းဆိုပြမှာတွေ့ရလေနော်အမေကအဲ့လိုမျိုးကိုအမကိုလေအမကိုဘယ်လိုပြောရမလဲအရင်ပတ်မိုးတာကွာအမကလေးမဖြစ်သွားတဲ့အချိန်မှာတော့ तू ကအလှပြတ်မှာဆိုလို့ပွဲတွေသွားလို့ချင်းကလေးကို तू ချီထားမယ်။တမီးမချီနဲ့တမီးကတောက်ဖို့နဲ့ကြွကြော်သွားအဲ့လိုမျိုးပေါ့နော်အဲ့လိုအရန်ကိုလိုက်လို့ပေးတဲ့အမေကွာအဲ့တော့စိတ်မကောင်းဖြစ်တာပေါ့နော်အ ကဒီချိန်မှာစေကူတာဖို့အမအားလုံးလုပ်ပေးမှာပဲဒါပေမဲ့အမဘဝမှာအခုချိန်ထိတော့နောက်နှားရတယ်ဆိုတာမရှိဘူးမရှိအောင်အမအမေကိုထားခဲ့တယ်အမအမေကိုဟိုပေါ့တားမိဆိုတော့ကွာတခါတလေကတော့ကစားဖြစ်တာတော့ရှိအောင်ပေါ့အဲ့ဒါလွဲလို့အမအမအမေပေါ်မှာအမဟိုဘယ်လိုပြောမလဲအမနောက်နှားရမ ောက်ခဲ့တဲ့အကောင်းဆုံးမြောက်လို့အမအမေဘဝမှာအမအကောင်းဆုံးမြောက်ထားခဲ့တဲ့အတွက်အမဘယ်တော့မှနောင်တမရောက်ထားခဲ့ရွာအဲ့အလေးတခုတော့ဒီနေ့ဒီချိန်ထိအမချိန်တတ်တယ်ဟိုအမအမေလည်းဒါကိုသိတယ်အဲ့ဒီအတွက်လည်းသူကအမအပေါ်မှာသူခုချိန်မှဆိုလဲသူအမအပေါ်မှာစိတ်ချတယ်အများကြီးစိတ်ချတယ်ကျွန်တော်အမကလည်းအမအမေပေါ်မှာအကောင်းဆုံး သူအတန်းအရှိအချာကြီးနေသွားနိုင်အောင်လို့အမစူးစမ်းသွားမှာပဲဒါကတော့အမပေးနိုင်တဲ့ကလေးတစ်ခုပေါ့နော်အမရဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့အဲ့လိုမရှိဘူးသေးလားပြောရဲအမကရဲ့ best friend အမအမေပဲအမဘယ်တငယ်ချင်းတွေမှလည်းဖုန်းပြောပြောအတင်းမပြောတတ်ဘူးအမအမေနဲ့ပဲပြောတာအမကောင်းတာကြုံတာလဲအမအမေနဲ့အမေသလားတပည့်ဒီနေ့ပရိသတ်ကဘယ်လိုအားပေးရဲအမမေလည်းမေရတပည့်ဒီနေ့လေဘသူကဘယ်လိုပြောလိုက်လဲကလေးကြရဲ့ကိုမကောင်းချောင်းနေကိုရမှာပြောနေတယ်အမေသလားသူကလည်းတပည့်အဲ့လိုအပုတ်ချရသေးလားအဲ့လိုမျိုးကွာဘာမဆုံးအမေန ရှိစားထားလဲမေးတမီးကအိုက်ကောင်လေးကစာဖို့တယ်အဲ့လိုမျိုးကငငယ်တဲ့အားလိုမျိုးဆိုတော့အမေက best friend ပဲအခုချိန်မှာတော့အမေနေမကောင်းနေမကောင်းဖြစ်လို့အမေအမအိမ်အောင်ကြသွားတဲ့အထိလဲအခုချိန်ဒီအမယောက်ျားနဲ့စကား90ရာခိုင်နှုန်းပဲပြောတာအမအမေနဲ့အခုချိန်ဒီဖုန်းဆက်100ရာခိုင်နှုန်းအများနဲ့ပြောနေတော့အမေသိလားအမေသိလားအခုချိန်ဒီအာညီမလေးရဲ့တကယ်ချင်းအမေနော်ဘဝရဲ့ပဲကိုင်းရှင်း ဟလာဟီးရိုးပေါ့အရာရာပေါ့ညီမလေးရေနော်မေမေရေရင်နေအမေโอเคပါဆီလေဘရိတ်တကြီးလာမယ့်နှစ်သက်မှာလည်းအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေဒီနေ့အင်တာဗျူးလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်